လွန်ခဲ့တဲ့2015နဲ့2020ငါးနှစ်တာရပါတပိုင်းအစိုးရလက်ထက်မှာတိုင်းပြည်ရဲ့အခြေအနေကဘယ်သူမှမညာရန်ပြောမယ်ဆိုရင်လွန်ခဲ့တဲ့အဲ့ဒီရဲ့8နှစ်20 30နဲ့ဘာမှမဆိုင်အောင်တိုင်းပြည်ကငြိမ်ဝှချင်းရှိတယ်လူတွေကပျော်ရွှင်တယ်လွတ်လပ်တယ်မြတ်တယ်ဒီမိုကရေစီရဲ့အနှစ်သာရလေးကိုအမြင့်ဆန်းခံစားခဲ့ရတယ်အဲ့ကြောင့်ပြောရေးဆွေးနွေးလေးဖြစ်လာတယ်လေဆော့ဆော့တွေ့တော့ပြောခဲ့တယ်လွတ်လပ်တယ်တရားမြတ်တယ်လူရဲ့လူလူရဲ့အခွင့်အရေးလူသား ဖြစ်ချင်းအဓိပ္ပာယ်နဲ့အသက်ရှင်နေထိုင်ရတဲ့တရင်ကလေးတွေ့ရတယ်။ကဲအဲ့ဒီကနေ2021ကနေခု2025ငါးနှစ်ပတ်လည်ကာလအတောထဲမှာတိုက်ပြီးပါဖြစ်သွားတယ်။တိုက်ပြီးကိုဒီလိုမျိုး blessing ကနေကင်ဝေးတော့မင်္ဂလာခံစားလက်စားရှိနေတဲ့နေရာကြီးကနေမင်္ဂလာနေကင်ဝေးတော့ပြီးတော့အမင်္ဂလာတွေတရားပြီးတော့လွှမ်းမိုးပြီးတော့မောင်မိုက်တကူဖုံးလွှမ်းသွားအောင်ဖြစ်ရစေတဲ့ အုတ်ချုပ်မင်းလို့သူတွေလုံမဲ့ရွေးကောက်ပွဲဆိုတာဟာဘယ်လိုလုပ်ပြီးတော့တိုင်းပြည်ကစက်ကောင်းစားမလဲ